င်းစင်မနက်ခင်းသတင်းစီစဉ်ကကျူစွာရတယ်ဒီကနေ့မြန်မာတက်ဂရိတ်1398ခုနှစ်တပေါင်းလာဇာ12ရက်ခရစ်တက်ဂရိတ်2019ခုနှစ်မတ်လ9ရက်ကြာသပတေးနေ့မနက်ပိုင်းနောက်ဆုံးရရှိတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားမယ့်သတင်းတွေမှာဆိုရင်တော့ဒိတ်ကျုံးလူတက်မှုကိုဝိုင်းဝန်းကူညီကြဖို့သူရဦးရွှေမန်းကပြောကြားလိုက်တဲ့သတင်း မျိုးသမီးတွေရဲ့စီးပွားရေးစွမ်းဆောင်ရည်မြင်မှာကိုတိုင်းသာစီလုံးညီညွတ်ရေးပါတီကလှုပ်ဆောင်သွားမယ်အကြောင်းအမေရိကန်နဲ့မြောက်ကိုရီးယားဟာမျက်နှာချင်းဆိုင်ပြီးအရှိန်တင်မောင်းနေနေတဲ့ယထာနစီလို့တရုတ်နိုင်ငံကပြောဆိုလိုက်တဲ့အကြောင်းစားတဲ့သတင်းနဲ့အခုတခြားထူးခြားတဲ့ပြည်ပြပါသတင်းတွေကိုလည်းစီစဉ်တင်ဆက်ပေးသွားမှာပါအခုပထမအဆုံးအနေနဲ့ဒီကနေ့နေ့လယ်တနာ ਈ မှာလူအခွင့်ရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းဖြစ်တဲ့မြန်မာချင်းမြန်မာက နိုင်ငံကလူအခွင့်ရေးအမေးနဲ့အဖြေများလူအခွင့်ရေးဝါရများစာအုပ်ကိုမိတ်ဆက်သွားမှာဖြစ်ပါတယ်။အဲ့ဒီဘက်မှာတော့တယောက်လာတဲ့သူတွေကိုစာအုပ်တွေအခမဲ့ပေးဝေးမှာဖြစ်ပါတယ်။လူအခွင့်ရေးဆိုင်ရာတွေကိုစစ်တမ်းကောက်ယူထားတာတွေနဲ့မြန်မာနိုင်ငံရဲ့လူအခွင့်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးအဲ့ဒီစာအုပ်မှာကောက်နှုတ်ဖော်ပြထားပါတယ်ခင်ဗျာ။မြို့သမီးတွေရဲ့စီးပွားရေးစွမ်းဆောင်ရည်မြင်မှာဖို့တိုင်းသာစီလုံးညီညွတ်ရေးပါတီတာဆာညာကလှုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းတော့ဝေလင်းကသတင်းပေးပို့ထားပါရခင်ဗျာမလာရှိရနေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာမျိုးသမီးတွေအခမ်းအနားကိုတိုင်းသာစီလုံးညီရေးပါတီရုံးချုပ်မှာကျင်းပခဲ့ပြီးအဲ့ဒီအခမ်းအနားမှာပါတီရဲ့မျိုးသမီးကော်မတီအတွင်းရေးမှူးဒေါက်တင်မြင့်ကအခုလိုပြောဆိုခဲ့တာပါအော်မြန်မာပြည်ကလေဟိုဘာဖြစ်ဖြစ်နိုင်ငံရေးပဲလှုပ်ရှင်လှုပ်ရှင်စီးပွားရေးပဲလှုပ်ရှင်လှုပ်ရှင်လူမှုနယ်ပယ်ဘာပဲတွားကြည့်တော့လှုပ်ရှင်လှုပ်ရှင်ပေါ့နော်မိမိရဲ့ဟိုနောက် နောက်ကိုပြန်ပြီးလှည့်ကြည့်ရတဲ့အနေအထားမျိုးရှိနေတယ်လေ။နောက်ကိုလှည့်မပြီးကြအောင်အိမ်တော်ရဲ့မှာစိတ်ချရအောင်စီးပွားရေးစီးပွားရေးပုံလုံးမဲ့ဆိုရင်စိတ်ချသွားပြီလေ။အဲ့လိုမျိုးဖြစ်လာတယ်ဘဝမျိုးဖြစ်တယ်မျိုးသမီးတွေဘဝမျိုးဖြစ်နေတယ်လေ။2030မိကဘာကြီးကိုပြောင်းလဲဖို့မျိုးသမီးများဤစွမ်းဆောင်ရည်ကိုမြင့်တင်ဆိုလို့ဆိုရဲကုလသမဂ္ဂရဲ့ခုနှစ်အပြည့်အစုံမျိုးသမီးတွေရည်မှန်းချက်ကိုဂုံပြည့်ရဲ့အနေနဲ့မျိုးသမီးတွေရဲ့စီးပွားရေးစွမ်းဆောင်ရည်တွေမြင့်မားဖို့လှုံ့ဆော်နေတာပါ။ဘာလို့ပါတီနေနေရလဲစီးပွားရေးနဲ့ပတ်သက်တဲ့ဘဝရမ်းချမ်းမ ဝါဒတွေနဲ့အမျိုးသမီးတွေဇီဝရေးလုပ်ငန်းတွေမှာစားဆောင်နေမြန်မာဘုံเนาะပြောင်းလဲတွေနဲ့အညီကျွန်တော်တို့လုပ်ဆောင်နေတာဇီဝရေးပိုင်းပြောင်းလဲနိုင်လို့ဆိုတာတိုင်းသားစီလုံးညွေပါတီအနေနဲ့နိုင်ငံလုံးတိုင်းနာရပါတီဝင်သင်းဒီပါရှိနေပြီးလက်ရှိအချိန်မှာမျိုးသမီးအသက်မွေးမှုတင်တာတွေကိုနယ်မျိုးတွေမှာဖွင့်လှစ်တင်ကြားပေးနေတာပါခင်ဗျာ။ဒါကတော့ န်ဖီဆိုပြီးမဲ့လူငယ်တွေအတွက်ဂီတဖြောပြပွဲတစ်ခုပြုလုပ်တော့ဖို့ရှိနေပါတယ်ဒီသတင်းကို MCN သတင်းတော်ကျော်တိုးလင်းကသတင်းပေးပို့ထားပါတယ်တက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုပြီးတဲ့လူငယ်တွေကိုပျော်ရွှင်စေချင်တဲ့ရည်ရွယ်ချက်နဲ့တိတ်ကဲဂီတညဖြောပြပွဲကိုကံတော်ကြီးမျှော်စင်ကျုံးမှာပြုလုပ်မှာဖြစ်ပါတယ်။မက်စလာရှေ့ရနေကရန်ကုန်မြို့အော်ကေဟိုတယ်မှာပြုလုပ်တဲ့တိတ်ကဲဂီတဖြောပြပွဲနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ခန်းနာမှာပွဲစီစဉ်သူဒေါက်တာရဲလင်းမောင်ကပြောဆိုလိုက်တာပါ။အဲ့ဒီဖြောပြပွဲကိုလူငယ်တွေအားလုံးကြည့်ရှုနိုင်အောင်လက်မှတ်ခါကိုတက်တာတဲ့ဇင်းနှုံးတွေနဲ့ရောင်းချပေးသွားမှာပါ။ ဒီပွဲလေးကတော့ကျွန်တော်ဆယ်တန်းဆောင်ပွဲပြီးမှဒီအားလုံးပြိုင်ပန်းနားနဲ့လာတဲ့ကလေးတွေနဲ့မိဘတွေအတွက်ကိုကျွန်တော် entertainment လေးတစ်ခုလုပ်ချင်ပါတယ်လုပ်ချင်တဲ့အတွက်ဒီပွဲလေးကိုကျွန်တော်စီစဉ်ပြတာဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာဟိုစတီချူတပွဲဆိုတာကဈေးကြီးပါတယ်9000တသိန်းဟဲ့လားအဲ့လိုလက်မှတ်တွေ3000အဲ့လိုမျိုးရှိတယ်ရှိတဲ့အခါမှာအားလုံးမရှိနိုင်ကြဘူးမရှိနိုင်ကြတော့အားလုံးနဲ့ကြည့်နိုင်အောင်လို့ကျွန်တော်တို့ကဈေးချူချူလေးနဲ့ဒီကျွန်တော်ကြီးပြောင်းပြင်ကျွလို့နေရာမျိုးလေးမှာကျွန်တော်စီစဉ်ပြတာဖြစ်ပါတယ်လက်မှတ်တစ်စောင်9000ပဲရှိမှာပါ တင်းငယ်ဂီတညဖြောပြေပွဲမှာအာဇာနီဖြောပြေဆုံးဆောလာထော်ဝါဝိုင်းစုခိုင်တဲ့အင်ချစ်ဝိုင်းလေးစတဲ့အဆိုတော်တွေကပါဝင်ဖြောပြေပေးသွားမှာဖြစ်ပြီးခစ်ပေါ်အကတွေနဲ့လည်းတင်ဆက်ပေးသွားမှာပါ။ ဒီပွဲမှာညီမတို့တစ်ချင်းအတရားကို6ပုတ်သူဆိုရမယ်ကိုပိုင်ချင်း4ပုတ်ရဲ့အတွဲပေါ့နော်ကိုဖြုတ်ပြေဆောင်နဲ့အတွဲ2ပုတ်ဆိုရမယ်ဆိုတော့ကိုပိုင်ချင်းဆိုတဲ့အခါမှာလည်းကိုဟိုဝိုင်းလေးရဲ့ selfie DVD ခွေတဲ့အချင်းလေးတွေမသိတဲ့အချင်းလေးတွေလည်းဆိုမဲနာမသိသေးတဲ့သူတို့တွေနဲ့တစ်ခါမှထိတွေ့မှုမရှိသေးတဲ့အချင်းလေးတွေလည်းရှိပါသေးတယ်အဲ့အချင်းလေးကိုလည်းညီမသိဆိုရမယ်နော်အဲ့ဖြော်ပြပွဲကို match လ25ရဲ့ည9:00အချိန်ကန်တော်ကြီးမျော်စင်ကျွန်းမှာကျင်းပသွားမှာဖြစ်ပြီးလက်မှတ်အနေနဲ့ကတော့9000ကျန်တဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ရာဥရှိမန်နေတဲ့ထိုင်းလေကျွန်းလူသက်မှုမှာတည်ရန်ကြခံရတဲ့မြန်မာလူငယ်အုပ်အတွက်ကူညီဆောင်ရွက်ပေးသွားဖို့ရှိနေပါတယ်။ဒါ့အပြင်အခုကိစ္စဟာနိုင်ငံသား၂ယောက်အသက်တင်မကဘဲနိုင်ငံကုန်သိက္ခာအတွက်ပါထီပါတာဖြစ်တဲ့အတွက်ယူကန်အနိုင်ရဖို့ကိုလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ကိုမြေတားရက်ခံတိုက်တွန်းလိုက်ပါတယ်။မက်လာရှိရနေကသူရာဥရှိမန်ကသူ့ရဲ့လူမှုခွင့်ရဆန်းမျက်နှာမှာအချက်၄ချက်ကိုသဘောထားထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ မေရိကန်နဲ့မြောက်ကိုရီးယားအရှိန်တင်ပြီးမျက်နှာချင်းဆိုင်မောင်းနေနေတဲ့ယထာနှစင်းလို့တရုတ်နိုင်ငံကပြောဆိုလိုက်ပါတယ်။မြောက်ကိုရီးယားကဒုံးကျည်လေးခုပြစ်ခတ်ဆန်းသတ်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကတောင်ကိုရီးယားစီကိုဒုံးကျည်ပြစ်ချရေးလက်နက်စနစ် THDD ကိုပေးပို့ခဲ့တာနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကအခုလိုပြောဆိုခဲ့တာပါ။ချီတောင်အာရှမှာလက်နက်အပြိုင်ဆိုင်တဲ့အခြေအနေတွေဖြစ်ပေါ်လာနေပြီလို့တရုတ်စင်ဟွာသတင်းဌာနကသုံးသပ်ထားပါတယ်။ဒါအပြင်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကတော့ ကိုရီးယားကျွန်းဆွယ်မှာဆိုးရွားတဲ့ထိတ်တိုက်တွေးမှုတွေကိုရှောင်ရှားနိုင်ဖို့တရုတ်ရဲ့အခမ်းကဏ္ဍကကြိုတင်သတိပေးနေဖို့ဖြစ်တယ်လို့ပြောပါရယ်လက်ရှိအခြေအနေတွေဟာထိတ်တိုက်တွေးကြတော့မယ့်ယထာနစီ break အောင်ကြဖို့မီနီပြလိုက်ပါပြီလို့လည်းသူကထပ်မံပြောကြားခဲ့ပါရယ်ခင်ဗျာ MCN သတင်းဌာနကလည်းဒီကနေ့မနေ့အတွက်နောက်ဆုံးရရှိထားတဲ့ပြင်းပြူဝသတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားအထူးကြတဲ့ပြင်းပြူဝသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါ။ MCN သတင်းဌာနရဲ့ထုတ်လွှင့်ပြီးသားအစီအစဉ်တွေကို www.mcntv.new နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN သတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။ကျွန်တော်အောင်ကြုံမှုပါ။